။ကမ္ဘာလောကမှာအချစ်မရှိလို့မရပါဘူး။အချစ်မရှိရင်လူသားတွေရဲ့မျိုးပွားမှုတွေဟာပြတ်သုံးသွားမှာပေါ့။ပြတ်သုံးသွားရင်ကမ္ဘာလောကပေါ်မှာလူသားတွေပျောက်သွားမှာပေါ့။ဒါကြောင့်အချစ်ဟာအရေးကြီးတယ်လို့အချစ်ကိုတိဆောက်တဲ့ language လို့ခေါ်တဲ့စကားလုံးတွေစကားပြောတွေဘာသာစကားတွေကလည်းအရေးကြီးပါတယ်။ relation တစ်ခုခိုင်မြဲဖို့အတွက်ကိုယ့်ချစ်သူလိုချင်တဲ့ဘာသာစကားကတခြား ိုအသုံးပြလိုက်တဲ့ဘာသာစကားကတခြားဆိုရင်အဲ့ဒီ relationship ကမခိုင်မြဲတော့ဘူး။ तू လိုချင်တာကိုကိုမမပေးနိုင်ဘူး။မင်္ဂလာပါ။ဒီတစ်ခေါက်တော့လူတိုင်းစိတ်ဝင်စားပြီးတော့လူတိုင်းသိကြတဲ့လူတိုင်းထိတွေ့ကြတဲ့အချစ်နဲ့ပတ်သက်တဲ့စာအုပ်လေးတုံးစရာဖတ်ထားတာကိုဝင်ငှချင်တာပါ။ The five love language အပြောမယ်ဆိုရင်တော့အချစ်နဲ့ပတ်သက်တဲ့ language body တေကြတယ်လူတွေဟာတယောက်နဲ့တယောက် ဆက်ဆံကြတဲ့အခါမှာဘာသာစကားကအရေးကြီးပါတယ်ဘာသာစကားဆိုတာမြန်မာဘာသာစကားအင်္ဂလိပ်ဘာသာစကားဂျာမန်ဘာသာစကားစတဲ့စကားတွေလည်းပါလာပေါ့ဘာသာစကားတူတဲ့သူအချင်းချင်းပြောတဲ့အခါမှာပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့နားလည်လွယ်တယ်ပေါ့ကိုကမြန်မာလိုပြောတတ်တယ်၊ तू ကမြန်မာလိုမပြောတတ်ဘူး။ तू ပြောတဲ့ဘာသာစကားကိုလည်းကိုကနားမလဲ။အဲတော့ဆက်ဆံပြောဆိုတဲ့အခါမှာ ग् ွားကြကုန်ပေါ့။ဒါကြောင့်ဘာသာစကား တူဖို့လိုရလို့ဆရာပြောချင်တာပါဘာသာစကားတူတာတော့မှ ရောက်တခါတလီမှာဆရာတို့အချင်းချင်းနားလည်မှုလွဲတာတွေကိုလည်းကြုံရပါတယ်ဒီတော့ဘာသာစကားတူရင်တော့ထိမိနားလည်ပြီးတော့ဆက်ဆံရေးပြည့်လည်စေဖို့အတွက်စကားကို ပြောတတ်ဆိုတတ်နားထောင်တတ်ပြီးနားလည်တတ်ဖို့လိုတယ်လို့ဆရာက ပြောပြချင်ပါတယ် အဲ့လိုပါပဲ relationship တခု relationship ဆိုရင်တော့တည်ကြပြီပေါ့ဆရာကောင်းတဲ့ဟာအချစ်အကြောင်းပြောမှာဆိုတော့ကိုယ့်ချစ်သူနဲ့ကိုယ့်နဲ့ relationship ပေါ့လိမ်မတူသူနှစ်ဦးမိဘနောက်ခံ background မတူသူနှစ်ဦးပြီးတော့ဆရာတို့ပညာရည်ချင်းနဲ့တူချင်းမတူမှာပေါ့ဘာမှမတူတဲ့သူတစ်စိမ်းနှစ်ယောက်ချစ်ကြတာ우အဲ့ဒီခါမှာအရေးကြီးတာကတော့ကိုယ့်ချစ်သူကိုဘယ်လိုအချစ်ဘာသာစကားနဲ့ပြောမလဲ love language လို့ခေါ်ပါတယ်ဘလူဆက်ဆံမလဲဆိုတာကိုသိတာရင်းနဲ့ချစ်ကြတဲ့ချစ်သူနှစ်ဦးကြားက relationship တွေဟာပူပြီးတော့ခိုင်မာလာမယ်လို့စာရေးဆရာကဆိုပါတယ် relationship မှာ အဖို့အထစ်တွေပေါ်နိုင်တာပေါ့ဒေါသအသေးတွေကနေမုန်းတီးပောက်ကွဲလာတတ်တာပေါ့ဒါကြောင့်မလို့ relation တစ်ခုခိုင်မြဲဖို့အတွက်ကိုယ့်ချစ်သူလိုချင်တဲ့ဘာသာစကားကတခြား ကိုအသုံးပြလိုက်တဲ့ဘာသာစကားကတခြားဆိုရင်အဲ့ဒီ relationship ကမခိုင်မြဲတော့ဘူး။ तू လိုချင်တာကိုကိုမမပေးနိုင်တာ။ဒါကြောင့်တဲ့ the fight left language တို့ရဲ့စာအုပ်ထဲကအရေးကြီးပြီးအသုံးဝင်တဲ့အချက်ကလေးကိုဆရာပြပြချင်တာပါ။ပထမဆုံးအနေနဲ့ချစ်ချင်းဤအတိမတ်ပြုတ်ခြင်းဘာသာစကားတဲ့စလုံးလို့ဆရာသဘောကျလိုက်တာ။ချစ်ချင်းဤအတိမတ်ပြုတ်ခြင်းဘာသာစကားဆိုတာလေးကိုပြပြချင်ပါတယ်။လူသဘောသဘာဝမှာကိုက တခြားတစ်ယောက်ကကိုကို အတိမတ်ပြုလိုက်တာနဲ့ကျင့်တတ်တာကြည်နူးတာပြီးတော့စိတ်အားတက်ကြွတာယုံကြည်မှုရှိတာပြောပြတဲ့သူကိုလည်းယဉ်နီးချစ်ခင်လာတာအဲ့လိုအရသာတွေဆိုပေါ်လာတတ်ပါတယ်ပြောတဲ့သူကိုလည်းကိုယ့်ဘက်ကတခုခုပြန်ပေးခြင်းနဲ့စိတ်တည်လဲပေါ်လာတတ်ပါတယ်အဲ့အောင်ကိုအတိအမတ်ပြုတယ်လို့ခေါ်ပါတယ်အတိအမတ်ပြုတဲ့စကလုံးတွေဟာအများကြီးရှိတာပေါ့အများကြီးတွေကမှကိုချစ်သူကိုအိမ်တော်ဘက်ကိုချီးမွမ်းကန်ဖွင့်တဲ့စကားလေးတွေပြောပြတာဟာ အတော့ကိုထိရောက်ပါတယ်။ချီးမွမ်းစကားတွေဟာချစ်ချင်းမေတ္တာကိုပေါ်ပြဖို့အကောင်းဆုံးလက်နက်တစ်ခုပါပဲ။ကိုချစ်သူရဲ့အဝေအစားမိန့်ကက်စကလုံးအတုံးနှုံးပကံစည်းလာလေးကအစပြောင်းလဲနေတာလေးကိုချီးကျူးစကားပြောလိုက်တာအဲ့ဒီလူမျိုးချီးကျူးတင်ပါတယ်။ဟာမင်းရဲ့ဝေစားလေးလှလိုက်တာမင်းရဲ့မိန့်ကက်ကလေးက မိအသားကြီးနဲ့တိတ်လိုက်တာပဲယနံ့လေးရလဲမောင်ကြိုက်တဲ့ယနံ့လေးမှုေးနေတာပဲဘာမှမှုေးတော့မှမိမရေးမင်းစည်းရတဲ့ပကံကလေပြောင်းနေတာပဲမင်းသမီးတွေများစင်ချွဲကြည့်ကြည့်နေကွာဒါလေးဟာဆရာတို့ the fight left language တဲ့မှာပါတဲ့ချီမွန်စကားပြောခြင်းလေးတစ်ခုပဲဖြစ်တယ်လို့ဆရာကပြောချင်တာပါနောက်ထပ်အတိမတ်ပြုတဲ့စကားလေးရတော့အကျဉ်းနာစကားလေးတွေကြားပြီးဘူးလူပါတယ်ပြောပြီးဘူးလူပါတယ်ချက်ချင်းတရားဟာ အကျဉ်းတရားလာတာဟုတ်အဲ့တော့အချက်ကိုဖော်ပြတဲ့အခါမှာအကျဉ်းတစကားဟာအတော်ထိရောက်ပါတယ်အကျဉ်းတစကားဆိုတာကလည်းတီးတဲ့ရင်ရှာဖွေနေရမလိုပါဘူးဗျာပြောတဲ့အခါမှာတော့လေးတဲ့နင်းမှာအကျဉ်းတလေးထည့်ပြီးအကျဉ်းတစကားဖြစ်အောင်ပြောဖို့ပဲလိုပါတယ်ဆိုပါစို့ဘောင်းကိုချစ်လားမိမကြီးကိုတော့ဘာဖြစ်တယ်ညာဖြစ်တယ်ကိုပါတနာကမေးတဲ့အခါမှာချစ်တယ်ဆိုတဲ့စကားဒုံးဒီချစ်တယ်လေခဏခဏမေးနေတာပဲအဲ့လိုမဖြစ်နဲ့ဗော။ ချစ်ပမောင်ရေဆိုတဲ့စကားအဲ့မှာလီသန်တုံးကအစပါပါလေဒါဟာအရင်အရေးကြီးပါလေအဲ့တော့ဆရာတို့သတိထားမိမလားမသိဘူးအိမ်တော်နေပါလေကြာသွားလို့လင်မယားမြောက်ကမောင်နေကိုရီမခေါ်တော့ဘူးပေါ့ကလေးတွေလည်းရှိလာတော့အမေကြီးပေါ့အဖေကြီးပေါ့အဲ့လိုခေါ်တာပေါ့အဲ့တော့အဖေကသတင်းသာဖတ်နေရင်မိမကိုချစ်တယ်ကြည်နူးတယ်ကျင်နာတဲ့အတန်းနဲ့မေကြီးရေမိမကလည်းနောက်ဖွေးမှာအလုပ်လုပ်နေနေတယ် ရှင်ဖိန်ဤဒီလိုလာတာပေါ့မိမရေဘလို့ဖြစ်နေတော့ယောက်ျားဘာလို့မလို့လဲအတန်ကြီးကပြောင်းသွားဒါကြောင့်မလို့ရောင်းသူဝယ်သူအတန်တူတယ်လို့စကားပုံမှာရှိတာပေါ့ဒါကြောင့်အကျဉ်းနာစကားလေးတွေထည့်ပြောတဲ့အခါမှာလေတံကိုလည်းတတိထားဖို့လိုပါတယ်နောက်တဲ့စကားတစ်ခုကတော့နှိမ့်ချမှုရှိတဲ့ချိုချိုတာတာစကားပါတိတ်ချက်ကြပါပြီးတော့ယဉ်နီသွားကြတယ် ချစ်သူကြီးသားဖြစ်သွားတယ် boyfriend girlfriend ဘဝနေပို့ပြီးတော့ဂျင်းကျက်လာတယ်အိမ်အောင်နေကြကုန်တယ်ချစ်သူတက်တန်းနေကြလာတယ်တကယ်တော့သိ respect မရှိတော့ဘူးနည်းနည်းရင့်တာ ड़ी ကြောတာ ड़ी အနိုင်ကျင့်တာ ड़ी အနိုင်လိုချင်တာ ड़ी ဖြစ်လာတတ်တာလူသဘာဝပဲအဲ့တော့ကိုယ်ပါတနာကိုဘာလို့တင်လဲဆိုတော့ချိုချိုတာတာနှိမ့်ချမှုရှိတဲ့ဇာတ်ကားတွေပြောတင်နေအချစ်ဆိုတာဟာ အကူအညီတောင်းခံခြင်း request ပါလိုအပ်ခြင်းလို့ခေါ်တဲ့ request မဟုတ်ဘူးเนาะအကူအညီတောင်းခံခြင်း request ကိုပါတနာကို အတင်းအကျပ်လှုပ်ခိုင်းတာမျိုးကကောင်းတဲ့ကိစ္စဖြစ်နေအောင်တော့အဓိပ္ပာယ်မရှိဘူးအစင်မပြေဘူးချစ်သူနှစ်ယောက်ကြားကဆက်ဆံရေးမျိုးမဟုတ်ပဲမိဘကသားသမီးကိုလာပြီးတော့ခိုင်းတဲ့ပုံစံအမိတ်ပေးတဲ့ပုံစံတွေဖြစ်သွားတယ်ရှင်လှုပ်သွားကနေဖျားရှိခိုးသွားလေဖျားရှိခိုးဖို့အမျက်သတိပေးနေရတယ်ဒီသက်ရွယ်ရောက်နေပြီရှင်ခုချိန်ဒီဖျားတရားကိုမလုပ်ဘူးလားဆိုရယ်စကလုံးအုံနှုံနေမှာအမိတ်တန်အထက်စီးတန်ကိုကဖျားတရားမလုပ်လို့ကိုကိုတတိပေးတဲ့အတန်ဒီပါတဲ့အတွက် ဖျားရှိခိုးမဲ့လင်းယောက်ျားမရှိခိုးခြင်းအဲမှလေးသံဖို့ပဲနဲ့ကိုရင်ခင်ဖျားပန်းလေးလဲထားတယ်ဖျားပန်းလေးအစ်စ်ထိုးထားတယ်လीကိုတော့အလုံးမသွားခင်လေးမှာဖျားပန်းလေးကတ်သွားလိုက်ပါလားတခါလေးကဲ့ရင်နဲ့ဖျားပူဇော်လိုက်တော့ကိုဟောအဲမှကြတော့ဘာဖြစ်သွားလဲ humble was လို့ခေါ်တယ် ကျင်နာပြီးတော့နူးညံ့ပြီးတော့နှိမ်ချတတ်တဲ့သကလုံးဖြစ်တဲ့အတွက် relationship ခိုင်မာစေဖို့နှစ်ဦးနှစ်ဖက်စလုံးကနှိမ်ချမှုရှိတဲ့ချိုချိုတတ်တာစကားတွေပြောတင်ပါတယ်ဗျာဟုတ်ပြီစကားပြောစုမှုနဲ့ပတ်သက်ပြီးအထူးကျူးဆက်ရမှာတော့အပြစ်တင်တဲ့စကားကဲ့ရဲ့တဲ့စကားနှိမ်ချတဲ့စကားတေးတိမ်သွားမဲ့စကားတွေကိုမပြောမိဘူးမှတ်ချက်ချပါတယ်တခါတလေမှာပျော်စီပြည့်စီသဘောမျိုးနဲ့ပြောမိရင်တောင်မှ ကိုကမမတ်မိပေမဲ့ခံရတဲ့သူကတသက်လုံးမေးမရဖြစ်နေတတ်ပါတယ်ကိုချစ်သူကအတိမတ်ပြူတာဟာ သူ့ရဲ့ဘာသာစကားဖြစ်နေကိုရဲ့အပြစ်တင်စကားဟာသူ့အတွက်ဒဏ်ရာရသွားတတ်ပါတယ်ကြီးကြီးမားမားခံစားရပါတယ်ကိုကို ပြန်လဲမှုေတတ်ပါတယ်ချစ်ခင်တော့မှကိုရီစားကိုကိုချစ်သူနှစ်နှာခေါင်းလေးကဝက်ကလေးနဲ့တူလိုက်တာဟဲ့ဝမလို့ပြောတဲ့အချိန်မှာကြိုက်ဘူး ကိုကတော့လေဒီနှကောင်းလေးကိုရွေးပြီးတော့ချက်နေတာသူများနှကောင်းနဲ့မတူရဲကိုချက်သူရဲ့နှကောင်းဆိုရင်ကျဉ်တ်တာပေါ့အဲ့တော့ခုနကသွားပြီးတော့နောက်တလို့ပြောင်းတလို့နဲ့ဆိုရင်ခံစားရပြီးတော့ကျဉ်ထဲမှာဒဏ်ရာ ဖြစ်တတ်ပါလေဒါကြောင့်မို့လို့တဲ့နောက်တစ်ခုကတော့ quality time ဆိုတဲ့တန်ဖိုးရှိတဲ့အချိန်တွေဟာ ကိုနဲ့ကိုချစ်သူတိဆောက်ဖို့လိုတဲ့အခြေအနေပါကိုနဲ့ကိုချစ်သူနဲ့ကိုအိမ်တော်ဘက်နဲ့လင်းနဲ့မယားနဲ့ခင်ပွန်းနဲ့ဇနီးနဲ့စသဖြင့်ပေါ့လေသူတို့တွေဟာအချိန်တိုလေးတွေထဲမှာ quality time လေးတွေရှိဖို့လိုပါတယ်အတူတူနေတဲ့အိမ်နဲ့တခန်းထဲမှာကိုလှုပ်ချင်တာလှုပ်နေတယ် तू ကသူကလထိုင်းမှာကိုကကိုကလထိုင်းမှာကို Facebook ကိုပို့သူ Facebook ကိုပို့နေအဲ quality time မဟုတ်ပါဘူးလေသူကလည်းသူဝါသနာပါတာလှုပ်နေတာကိုကိုကဘေးနာပံ့ပိုးတာ TV ကိုကြည့်နေပြီမဲ့အခန်းထဲမှာတူနေပြီးတော့သူကြည့်တဲ့ live ကိုမကြည့်ပဲနဲ့ကိုကနံရံကိုကြည့်နေတာလေအတူတူနေတာမဟုတ်ပါဘူးလေဒါကြောင့်နှစ်ယောက်တူတူနီနီကက်ကက်ကျင်ကျင်နာနာထိတွေ့ရင် social media တွေကနေလွတ်ထွက်သွားပြီးတော့လမ်းထွက်ပြီးတော့လမ်းလျှောက်တာဈေးသွားဝယ်တာလီကောင်းလီတန်ထွက်ရှူတာခွေးကြောင်းတာမျိုးလေးတွေဟာ quality time လို့ခေါ်ပါတယ်ဒါကြောင့် quality time အဲ့ဒါလို့ အတူတူရှိနေတဲ့အချိန်မှာအရေးအသွေးရှိတဲ့စကားပြောဆိုမှုလေးတွေကိုလည်းပြုလုပ်နိုင်ရင်ကောင်းပါတည်းဗျာဇိုင်းစင်အကြံပေးပါလေကိုယ်အိမ်သားရဲ့အလုပ်ကအကြောင်းကိုတေချာနားထောင်တဲ့နဲ့ကိုကျင်းစာတရားနဲ့အကြံပေးတာမျိုးကတိတ်ထိရောက်တယ် ကိုအိမ်သူရဲ့မိဖို့ကြောင့်တည်းကအဖြစ်ပြက်တွေကိုလင်ယောက်ချားကလည်းဂယုတဆိုင်နားထောင်ပေးရမယ်။ကိုအိမ်ဒီကိုချီးကျူးတာအကြံပေးတာဝိုင်းကူတာမျိုးတွေလုပ်တာဟာ quality time conversation လို့ဆရာတို့ကသုံးသပ်ပါတယ်။အရေးအသွေးရှိတဲ့စကားပြောဆိုမှုဖြစ်စဉ်လို့ဆိုင်ဆရာပြောပါတယ်။တချို့ဆိုရင်ရှင်းလုံးကဟိုင်လာမပြောနေနဲ့ကျမလည်းသိတာမဟုတ်ရှင်းမှညင်လုပ်လေ။ အမေကစုံရဲ့အရေးမကြီးဘူးကွာငါအလုပ်ကအရေးကြီးတယ်အဲ့မှာ quiet တက်နေတယ်။အော်ယောက်ျားရဲ့အလုပ်ကဟာကိုနားထောင်ပြီးတော့အကြံပေးတာမျိုးကို့မိမရဲ့မိဘကြောင့်တည်းကကိစ္စတွေကိုကိုပါခံစားပြီးတော့ကုညီတာမျိုးတွေဟာဆရာတို့ဘာကောင်းတယ်ဆိုတော့ quality ဖြစ်စေတဲ့ conversation ပါပဲ quality time ကိုတည်ဆောက်တာပါပဲတဲ့။နောက်တစ်ခုကတော့တဲ့ receiving gift လို့ခေါ်တယ်။ဘာလဲဆိုတော့လက်ဆောင်ရတဲ့အခါမှာတုံ့ပြန်ပြောဆိုအတိမတ်ပြုတ်တတ်ဖို့လိုပါတယ်။တချို့ကလက်ဆောင်ပေးတယ်။လက်ဆောင်ပေးရင်ယူလိုက်ပြီးတော့ဟမ် ကျမလိုချင်တာအဲ့ဟာမဟုတ်ပါဘူးရှေ့မဝယ်ခဲ့လို့ပြောတာပဲဝယ်ပြီးတဲ့သူကကြည်ကွဲရောဟုတ်တယ် तू ကတော့ဘယ်သိမလဲကိုမိမကိုချစ်သူကြိုက်မယ်ထင်ပြီးတော့စိတ်ကူးလေးနဲ့ဝယ်လာတာကိုမကြိုက်ရင်တော့မှအတိတ်မှတ်ပြုတ်ခြင်းအမှုပညာလို့ခေါ်တယ် receiving gift လို့ခေါ်တယ်ဆရာတို့လက်ဆောင်ကိုလက်ခံတက်ကပါမယ်နောက်တော့မှမကြိုက်တာကိုကတိတ်တိတ်လေးတုံတာတနေရာမှာထားလိုက် तू နဲ့တွေ့တဲ့အချိန်မှာပေးပေးခြင်းမှာကိုချစ်သူရဲ့ အတိမှတ်ပြုတာကိုပါတနာရဲ့အတိမှတ်ပြုတာကိုလက်ခံပြီးတော့သူ့ကိုကျေးဇူးတင်ဖို့ဆရာတို့ကလိုပါတယ်ဒါကြောင့်လက်ဆောင်လေးကိုကိုက်ပြီးတော့တိတ်သဘောကျလာပဲ I love you ပါညာပြောလိုက်ရင်ပို့ပြီးတော့ထိရောက်တယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ out of service လို့ခေါ်ပါတယ် out of service ဆိုတာကတော့အလုံးနဲ့တက်တည်ပြတဲ့ချစ်ချင်းစကားလေးပါ အချို့တွေကချစ်တယ်လို့ပါဇက်ကပြောတာထက်အလုံးနဲ့တက်တည်ပြတာပူထိရောက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လင်းနဲ့မယားနှစ်ယောက်သားကြားမှာမယားဖြစ်သူက out of service ဆိုတဲ့ချစ်ချင်းစကားကိုသဘောကျသူစုပါစုဒါဆိုရင်မရဖြစ်သူအတွက်ကိုကအမှိုက်သွားပြစ်ပေးတာစက်တော်နွားပေးတာမယုတ်သီးကူထောင်းတာအဲဒါမျိုးအဝတ်အစားတွေရင်ညစ်ပြီးလှမ်းပေးတာမျိုးသူမိဘူးတိုက်နေတော့ဘေးနားမှာထိုင်ပြီးတော့ဒီဘက်ကအဝတ်တွေကိုအစင်းသစ်ဖြစ်အောင်ဖြန့်ပေးနေတာမျိုးဒီလိုမျိုးလောက်တာမျိုးဟာ out of service လို့ခေါ်ပါတယ်အဲ့ခါမှလည်းပြောတဲ့စကားလုံးအုံနှုံးတွေလိုပါတယ်ဘာလဲခလေးကကျမတယောက်တည်းထိရမှာလား မင်းငါဖနက်ကိုစင်ပေါ်မှာဒီတိုင်းပဲတင်ထားတာလားအဲ့လိုစကားတွေပြောမဲ့အစားအဲ့တော့ service ကအဲ့လိုစကားတွေပြောလိုက်ရင်ထောက်ကူမပြုပါဘူးခလေးကရှင့်မှုမကတ်ချင်ဘူးကျမနာပဲကတ်နေတယ်လာလာဒရိနာ ਉਹ လာလာလာဖေဖေချိလိုက်အောင်မေဒီလိုမျိုးတွန်းတာမျိုးဆိုရင်တော့ out of service လို့ခေါ်တယ်အလုံးနဲ့တက်တည်ကြတဲ့ချစ်ချင်းဖြစ်ပါတယ်ဒါကတော့ချစ်ချင်းတရားရဲ့ဘာသာစကားမှာနောက်ဆုံးဖော်ပြမယ့်စကားပဲဖြစ်ပါတယ် အဲ့ဒီခန္ဓာကိုယ်အထိတွေ့လို့ခေါ်တဲ့ physical touch တဲ့သူကတော့ physical touch တီလိုပါတယ်လူတွေထိတွေ့မှုလို့လူတွေမှာအာယုံ၅ပါးရှိတယ်အဲ့ဒီအာယုံ၅ပါးတွေကခန္ဓာကိုယ်အထိတွေ့ဟာကိုယ်ခန္ဓာတစ်ခုလုံးမှာရှိနေတယ်ဘယ်နေရာလေးကို ထိလိုက်တာပဲဖြစ်ဖြစ်ချစ်ချင်းရဲ့ဘာသာစကားတခုလို့ပြောချင်ပါတယ်။ပွေတာဖတ်တာခပ်ဖွားဖွားလေးနန်းနာရီဟာထိတွေ့တာပဲ။အဲ့လိုထိတွေ့လိုက်တာမျိုးကြောင့်စိတ်ပိုင်းဆိုင်ရာပိုလုံခြုံသွားတယ်။စိတ်ပိုင်းဆိုင်ရာပိုကျန်းမာသွားတယ်။ကိုယ်ပတ္တနာက ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုထိတွေ့အောင်သဘောကျတယ်သူဆိုရင်ဝမ်းနေနေတဲ့အခါမျိုးတော့မှသူတပ်တာလေးပွေဖတ်ထားရင်တော့ဝမ်းနေတာညော့သွားတယ်နှွေးထွေးမှုတွေရတယ်စိတ်ထဲကပါပါပြီးပွေဖတ်ဖို့တော့လူတွေပေါ့လေတောင်းတော့ရင်တော့တော့မလုပ်နိုင်ဘူးအဲ့ဆိုရင်တော့တိတ်တိတ်သာသွားနိုင်မယ်ဒါကြောင့်ဝစ်ကြည်တန်းကြည်ဆိုရင်တော့အဆင်မပြေဘူးတကယ်ကိုပဲချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ physical touch တွေလုပ်ပေးဖို့လေလိုပါတယ်လို့ဆိုပါတယ် ကိုယ့်ရဲ့အချစ်ပါသာစကားရဟောဘလို့လဲဆိုတာကိုသိဖို့လိုတယ်ကို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 ပေါ့ကိုပတနာရဲ့အပြုတ်မူတွေဟာကိုကိုဆူဆူနစ်နစ်ခံစားစီတာမျိုး နာကျင်ခံစားစီတာမျိုးသတိထားတဲ့ဆိုပါစို့ကိုပတနာကကိုအပြစ်တင်တဲ့စကားပြောဆိုတဲ့အချိန်မှာကိုကအယံကိုနာကျင်ခံစားရတယ်ဒါဆိုရင်ကိုယ့်ရဲ့အချစ်ပါသာစကားဟာစကလုံးကြမ်းကြမ်းတွေကိုမနှစ်သက်တဲ့ အချစ်ပါတာတကားအဲ့တော့ကိုယ်ပတ္တနာကိုပြောပြတာအမေကိုကအဲ့လိုစကလုံးတွေကိုမခံနိုင်ဘူးမင်းကိုယ်အဲ့စကလုံးတွေတော့မသုံးမိစေနဲ့ကိုလည်းစင်ကျင်မယ်နောက်တခါကိုယ်ပတ္တနာက ကိုယ့်ကိုအလုပ်တွေဝိုင်းမလုပ်ပြီးဘူးအဲ့ချိန်မှာကိုကမကြည်မနှက်ခံစားဒါဆိုကိုဟာ out of service ကိုကြိုက်တဲ့သူဖြစ်ပါတယ်အဲ့တော့ကိုပါတနာကအထူးတလဲနေရက်ကလေးဒီမှာကိုကိုလက်ဆောင်မပေးရင်လေကိုကစိတ်ကောက်တယ်ဆိုရင်ကိုက receiving gift ကိုကြိုက်တဲ့ကိုရဲ့ဘာသာစကားပါ ောက်တစ်ချက်ကတော့ကိုပါတနာကကိုကိုဘယ်အချက်တွေမကြာခဏတောင်းဆိုရလဲသူတောင်းဆိုတာလေးကိုသတိထားပြီးကိုရဲ့အချက်ပါတာသကားကိုပေါ်လွှဲအောင်တည်ရပါမယ်ကိုတို့တနေရာသွားပြီးနှစ်ယောက်ထဲအေးစေးနားရအောင်ကိုတို့ online နဲ့ social media တွေပိတ်ပြီးနှစ်ယောက်ထဲအေးစေးနေရအောင်လို့ကိုပါတနာကပြောရင်ဒါဆိုတည်ကြပြီး quality time ဆိုတာကိုတည်ဆောက်ခြင်းနဲ့ကိုပါတနာရဲ့အချက်ပါတာသကားကိုဖြတ်ခနဲ့တွေ့သွားမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကိုရဲ့အချက်တွေကို ကိုပါတနာကိုဘယ်လိုဖော်ပြလဲဆိုတာကိုစူးစိုက်ကြည့်ဖို့လိုပါတယ်ကိုပါတနာကို ကိစ္စတော်တော်များများလုတ်ပေးနေတဲ့အရာတွေဟာကိုပြန်လိုချင်တဲ့အရာတွေလည်းဖြစ်တတ်ပါတယ်ကိုကိုပါတနာကိုလက်ဆောင်ပေးရဆိုတာသူ့စီရလည်းဘာပြန်ပြောလဲလဲဂယုစိုက်မှုလက်ဆောင်ပြီးပျော်နေတာဖြစ်ပါပါ ကိုလိုချင်တဲ့ပုံစံတွေကိုဖြစ်ချင်တဲ့ပုံစံတွေကိုကိုကလုပ်ပေးနေပြီဆိုရင်ကိုပါတနာစီကပြန်လျှော့လင့်တတ်ပါကိုကကိုချစ်သူကိုဇနီးမယားကိုလင်ကိုယောက်ျားကိုပေါ့လေအလုပ်တွေပါရီဝိုင်းလုပ်ပေးတဲ့အခါမှာကိုရဲ့ out of service ဘာသာစကားကိုလိုချင်သူဆိုတာသူကသူ့ကိုလည်းအလုပ်ဝိုင်းလုပ်ပေးတယ်ဆိုရင်သူကလည်းကိုကိုအလုပ်ပြန်ဝိုင်းလုပ်ပေးစေချင်တာကိုကိုကိုဩငါရဲ့အချစ်ဘာသာစကားက အတော့ service ပဲငါရဲ့အချစ်ပါတာကလက်ဆောင်လိုချင်တဲ့ receiving gift ပဲဒီလိုလေးကိုကိုကိုတည်ခြင်းအားဖြင့်ကိုချစ်သူနဲ့ကိုနဲ့ကို relationship မှာ communication ကောင်းအောင် adjust လုပ်လို့ရပါတယ်လူတိုင်းလူတိုင်းမှာတဲ့မတူညီတဲ့အချစ်ပါတာစကားတွေကိုတည်သွားပြီလို့ဆရာထင်တယ်အခုဆရာပြောပြလိုက်တာအချစ်ကိုပေါ်ပြတဲ့အခါမှာကိုပေါ်ပြခြင်းတဲ့ပုံစံနဲ့ပေါ်ပြခြင်းတယ်လို့ပေါ်ပြနေရင်တော့အကျိုးမရှိဘူး အလကားဖြစ်မှာပဲကိုယ်တဘောအတိုင်းစိတ်ထဲကအာတီတရိအတိုင်းအချစ်ဘာသာစကားကိုဖော်ပြနေမဲ့အစားကိုယ်ပါတနာလိုချင်တဲ့ကိုယ်လိုချင်တဲ့အချစ်ဘာသာစကားကိုထိထိမိမိရှာဖွေပါကြည်ကြည်နူးနူးချစ်ချစ်ခင်ခင်ဖြစ်အောင်အိမ်တော်တွေဘဝမှာလည်းအချစ်တွေဟာကုံဆုံးသွားမှာမဟုတ်ဘူးဆိုတာကို တိဖို့နဲ့အိမ်တောင်ပြုခြင်းဟာအချစ်ရဲ့တင်ញိုင်းလို့ပြောနေကြတဲ့ဇကားကိုချိုးဖောက်ပြီးတော့ဆရာတို့တိဆောက်မယ်ဆိုရင်ဖြစ် the five love language ကိုနားထောင်ရတာဖတ်ရတာပို့ပြီးတော့တတ်မှုရှိပါလိမ့်မယ်အကျေတဝင်းကိုဖတ်ချင်တယ်ဆိုရင်တော့ရွှေနှုတ်ကဲ application နဲ့မှာအကျေတဝင်းရှိပါတယ်စိတ်စိတ်ဝင်စားဖို့ကောင်းပါလေကမ္ဘာလောကမှာအချစ်မရှိလို့မရပါဘူးအချစ်မရှိရင်လူသားတွေရဲ့မျိုးပွားမှုတွေဟာ ပြတ်သုံးသွားမှာပေါ့ပြတ်သုံးသွားရင်ကမ္ဘာလောကပေါ်မှာလူသားတွေပျောက်သွားမှာပေါ့ဒါကြောင့်အချစ်ဟာအရေးကြီးတယ်လို့အချစ်ကိုတိဆောက်တဲ့ language လို့ခေါ်တဲ့စကားလုံးတွေစကားပြောတွေဘာသာစကားတွေကလည်းအရေးကြီးပါတယ်အဲတော့ the five love language ကိုရှာဖွေဖတ်ရှုရင်းနဲ့ဆရာပြောတဲ့စကားကိုနားထောင်ပြီးနိုင်ရှင်စဉ်းစားတွေးတော်ရင်းနဲ့ချစ်သက်ကြတဲ့ချစ်သူမောင်းနှံနေအိမ်တော်ဘက်ဇနီးမယားတွေဖြစ်ပါစီလို့ဆရာကဆန္ဒပြုပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ဆက်နေမယ်ညီညီပါရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်